โอเคမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ဒီဒီ new future youtube channel ရဲ့နေကြိုဆိုပါရတယ်ပြီးခဲ့တဲ့ရက်တွေကတော့ကျွန်တော်ဟိုဟာပညာရေးလူမှုရေးစီးပွားရေးဒီနေ့ကတော့အာနာရှင်စနစ်ဆိုးအောက်ကဘာသာရေးနဲ့ပတ်သက်တဲ့အရာကိုကျွန်တော်ဒီနေ့ပြောပြခြင်းပါတယ်မြန်မာစကားပြောတဲ့မြန်မာနိုင်ငံသားတွေအားလုံးအာနာရှင်စနစ်ဆိုးအောက်မှာ လူတန်းစားတရက် ပေါ်ထွက်လာတဲ့အထက်မှာဘာသာရေးအစွန်းရောက်လူဒန်စားတည်းရဲ့ပေါ်ထွက်လာတယ်။အဲ့ဒီလူဒန်စားကဘယ်အချိန်ကစပြီးတော့ပေါ်ထွက်လာတယ်ဆိုတော့နဝတခေတ်မှာစတင်ပြီးအခြေခံခဲ့တယ်။ဒါကတော့ဗျာခင်ဗျားတို့ကျွန်တော်သိရတဲ့အတိုင်းပဲအာနာရှင်တွေရဲ့ထုံးစံအတိုင်းသူတို့ကနိုင်လုံမင်းထက်နဲ့လှုပ်လာပြီးဆိုတဲ့နေရာမှာလက်နက်ကင်ပြီးတော့လှုပ်လာတဲ့အရာတွေရှိသလိုဥမော်ဗျာဟိုကဘရင်စနစ်ကကျင့်သုံးတဲ့ဗေဒီနေရေရာတွေအဆောင်တွေဖွဲ့စည်းပြီးတော့ဗုဒ္ဓဘာသာအမိခံတဲ့ဖုံးတော်ကြီးတွေကိုကျွန်တော်တို့ အတုံးချလာတဲ့နီးတွေပြီးတော့အဆောင်ဘေးရင်လက္ခဏာရေရာတွေကို ဥတီပြီးတော့နိုင်ငံအတွင်းမှာအာနာရှင်စနစ်စိုးတီမြဲအောင်လှုပ်လာတဲ့အရာတွေကိုပြောရမယ်ဆိုရင်တော့အဲ့ဒီကတစိမ့်အာနာရှင်နောက်လိုက်နောက်ပါတွေကဗုဒ္ဓဘာသာကိုရှေ့တန်းတီပြီးအစွန်းရောက်အတွေးခေါ်တွေကိုပြည်သူတွေကြားထဲမှာဝါရဖြန့်လာတဲ့နီးတွေကိုကျင့်သုံးလာကြတယ်အဲ့ဒီဝါရဖြန့်တဲ့နီးတွေကိုကျွန်တော်တို့ဘုရားရဲ့ တားတော်ဖြစ်တဲ့တန်ဃာတော်တွေနဲ့ဥတီပြီးလှုပ်လာတဲ့အခါကျတော့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားအများစုကဘယ်လိုလဲဆိုတော့ကမြတ်တို့တည်တဲ့အတိုင်းပဲထေရဝါဒဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံဖြစ်တဲ့အတွက်ဒီဘောစက္ကစရဲ့အာနာရှင်စနစ်ဆိုးအောင်မှာအာနာရှင်တို့သူရဲ့ဝါဒဖြန့်လာတဲ့အရာတွေကိုတို့ကယုံကြည်လာကြတယ်အဲ့တော့အာနာရှင်တွေကဗုဒ္ဓဘာသာအစွန်ရောက်တွေကိုတိတိကြီးနဲ့လှုပ်ပေးထားတယ်အဲ့တော့အစွန်ရောက်တွေနဲ့အခြေခံပြီးတော့အမျိုးဘာသာသာသနာစောက်ရှောက်ရေးဆိုတဲ့အဖွဲ့အား ဒီနဝတခေတ်မှာပေါ်ပေါက်လာခဲ့တယ်အဲ့ဒီဗုဒ္ဓဘာသာအစိုးရအဖွဲ့တက်တည်ပြည့်ဒါခင်ဗျားတို့ကြိုးလို့လည်းအားလုံးသိပါပါစေမပါတာခေါင်းဆောင်ဝိရတုနော်ဖုန်ကြီးအမိခံပေါ့ဗျာဖုန်ကြီးအမိခံဝိရတုခေါ်ဝင်းခိုင်ဦးပါကျွန်တော်တို့ကဘာမှာရှိတဲ့တိုင်းမဂ္ဂဇင်းမှာတောင်ဗုဒ္ဓဘာသာအစိုးရတယောက်အဖြစ်နဲ့ နာမည်တင်သွင်းခြင်းကိုခံလိုက်ရတယ်ကဘာတိပေါ့ဗျာဒါပေမဲ့ကဘာတိဖော်ပြခံလိုက်ရတဲ့အရာကကောင်းတဲ့အရာနဲ့တော့မဟုတ်ဘူးမကောင်းတဲ့အရာနဲ့ဖော်ပြခံလိုက်ရတယ်အဲ့ဒီမဘာသာအစွန်းရောက်တရားမတိမသားတစ်မျိုးတီးတီးသားသားတစ်မျိုးနဲ့ပေကံထောက်ပံ့ခဲ့ပြီးတော့ဘ ෝජ ုတန်းရွှေလက်ထက်ကဖွဲ့စည်းခဲ့တဲ့ပြည်တော်စုကြန့်ခံရေးနဲ့ဖွံ့ဖြိုးရေးအသင်းဆိုတာဒါခင်ဗျားတို့အားလုံးသိကြဒီကြန့်ဖို့ပါတီဟာအသွင်ကူးပြောင်းမဲ့အကြံအစီနဲ့ကျွန်တော်တို့ဟို အသင်းဝင်အင်အားကိုနိုင်ငံအနှံ့တိုးချဲ့ခဲ့တယ်နိုင်ငံအနှံ့တိုးချဲ့တဲ့ခါမှာမဘာသာကိုလည်းလက်ကင်ဒုံအဖြစ်မွေးမြူထားကြတယ်ဒါကြောင့်မဘာသာဆိုတာအာနာရှင်စနစ်အောက်မှာတကိုးထွားခဲ့တဲ့အစွန်ရောက်အဖွဲလိုပဲကျွန်တော်တို့ကတော့သတ်မှတ်တယ်2010ကျန်2010မှာတော့ကျန်ဖို့ကသူ့ရည်ရွယ်ချက်အတိုင်းလူမှုရေးအတွက်အမိခံ နိုင်ငံရေးပါတီအဖြစ်အသွင်ကူးပြောင်းပြီးတော့ကျန့်ဖို့ပါတီရဲ့အများစု90ရာခိုင်နှုန်းကလာမပါတာအဖွဲ့ဝင်တွေဖြစ်လာတယ်။အဲ့တော့2020ရွေးကောက်ပွဲမှာကျန့်ကျန်းဖို့ပါတီကသူစိတ်တိုင်းကြနီးမျိုးစုံနဲ့တုံးပြီးတော့ဒီမိုကရေစီအမိခံအစိုးရအဖွဲ့ကိုဖွဲ့စည်းခဲ့တယ်။နာအဖအာနာစီမူကြီးချုပ်တိန့်စင်ဟာကျန်းဖို့အစိုးရရဲ့တမရအဖြစ်ဖြစ်လာခဲ့တယ်။ဦးတိန့်စင်ဆိုတာက2008ခုနှစ်ရွှေဝါရောင်ဒေါ်လန်ရေးမှာကျွန်တော်တို့တန်တန်ဃာတော်တွေကိုရရက်ဆက်ဆက်နဲ့ တက်ဖြတ်ဖို့အမိန်ပေးခဲ့တဲ့လူတယောက်ပြအဲ့ဒီအချိန်ခါမျိုးမှာကျွန်တော်တို့ဦးသိန်းစိန်က ကျွန်တော်တို့တက်ခဲ့တဲ့မြတ်အာနာရှင်နေလက်အောင်မှာအရန်နူးညံ့တယ်အရန်ဘယ်လိုတော့အေးဆေးတယ်အရန်တည်ငြိမ်တယ်နိုင်ငံကိုအရန်ကြည့်တယ်ဆိုတဲ့လူပိကြိုက်တဲ့အရာတွေကိုဘလိုမျိုးတွေလုပ်ပေးလိုက်လဲဆိုဖုံးစင်ကတ်တွေကိုကျွန်တော်တို့အများအပြားထုတ်ဝေတယ်မြစ်စုံနောက်တစ်ခုရှိသေးတယ်မြစ်စုံစီမံကိန်းကိုသူတမရမှာရက်ဆိုင်လိုက်တယ်ရက်ဆိုင်လိုက်ပြီးတော့လူလူကောင်းဆောင်အမေစုကိုတမရအိမ်တော်ခေါ်တွေ့တာတို့သူ့ရဲ့ပါတီကိုလူကြိုက်များအောင်လုပ်ခဲ့တယ်ဒီကြက်ခန့်ရေးပါတီကိုလူကြိုက်များအောင်လုပ်တဲ့နေ့က ပြည်သူမကြိုက်တဲ့အရာတွေကိုမလုပ်ပါဘူးဆိုတဲ့ရည်ရွယ်ချက်တစ်ခုကိုရှေ့တန်းတည်ပြီးခုနကကျွန်တော်ပြောသလိုဘာသာရေးရမှိုင်းတိုက်ပြီးတော့ဝါရဖြန့်တဲ့နေကိုကျွန်တော်တို့ပြည်သူတွေကိုစနစ်တကျ ဘာသာရေးဂျင်းနေနဲ့ထည့်ခဲ့တယ်ဒါဒီအားလုံးကိုကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့အားလုံးသိဖို့လိုတယ်ဗျ2012ခုနှစ်ဂျာပြက်ရွေးကောက်ပွဲမှာတော့အမေစုဦးဆောင်တဲ့ NLD ပါတီဟာ53နေရာမှာမဲနိုင်ပြီးတော့လွတ်တော်တဲ့အထိဝင်လာခဲ့တယ် NLD လွတ်တော်တဲ့အထိရောက်လာတဲ့အချိန်ကစပြီး ကျန်းပုတ်ပါတီဟာဘာသာရေးအစွန်းရောက်အဖွဲ့အစည်းတွေကိုတုံးပြီးတော့ NLD ပါတီကိုတိတိတသာထိုးနှက်လာတဲ့အရာတွေရှိတယ်အဲ့ဒီတိတိတသာထိုးနှက်လာတဲ့အရာတွေမှာ တော့ NLD ပါတီကိုဥဆောင်တဲ့အမေစုကိုလူဒုနဲ့အထင်မြင်လွဲအောင်လက်ပောင်းတောင်တပိတ်စခန်းကို အမေမစုမရောက်ခင်ညမာတွေကဒါခမရတီတိုင်းမှာစစ်တပ်ကမီးလောင်ဘုံတွေတုံးပြီးတော့ဖြိုခွဲခဲ့တာကခမရတို့ကျွန်တော်တို့မြန်မာနိုင်ငံနိုင်ငံသားတွေမတိခဲ့ဘူးဒါပေမဲ့တကယ်လုတ်ခဲ့တာကအာနာရှင်စနစ်ဆိုးကိုတည်ငြဲအောင်လုပ်နေတဲ့လူစုဆိုတာကိုသိသိချင်းတယ်2016ခုနှစ်အန်အေဒီပါတီအနိုင်ရပြီးအစိုးရအဖွဲ့အနိုင်ရတဲ့အခါမှာ ကျမ်းဖို့ပါတီနဲ့စစ်တပ်ဟာတိတိတသာလွတ်တော်ထဲမှာရောပြင်ပမှာရောပြိုင်ဘက်လိုသဘောထားလာတယ်ကျွန်တော်တိတိလောက်ကတော့နိုင်ငံတိုင်းငံမှာပါတီကနှစ်ခုတော့ရှိတယ်အတိုက်ခံပါတီနဲ့ယူကောက်ခံပါတီတော့ရှိတယ်ဒီလိုပါတီမျိုးမှာသူတို့ကဘယ်လိုနေရာမျိုးမှာမှ60ခုနေပဲဖြစ်ဖြစ်78ပဲဖြစ်ဖြစ်ဘယ်လိုနေရာမျိုးမှာမှအနိုင်မရတဲ့အတွက်အာနာအခွင့်အာနာတွေဘာသာတရားတွေကိုအခြေခံပြီးတော့ကျွန်တော်တို့အမှန်တရားဘက်မှာယက်တီနေတဲ့ အမှန်တရားကိုချက်တဲ့ပြည်သူအစိုးရပေါ်မှာကောင်းကောင်းကြီးဒီလိုမျိုးတွေဆက်ဆံလာရှိတယ်အဲ့တော့လူမှုကောင်းဆောင်အမေစုကစစ်တပ်ကိုတီးခံပြီးတော့ငြင်းငြင်းမျှော်လင့်ချက်နဲ့ကျွန်တော်တို့ဒီမအလာရဲ့စစ်တပ်ကိုဂျီဂျွန်ဆိုင်အမှုတွေ ICC မှာတရားရင်ဆိုင်ပေးခဲ့တယ်အမှန်တကယ်ကတော့ဒီအမှုဂျီဂျွန်ဆိုင်ကိစ္စကိုတကယ်ကျူးလွန်ခဲ့တဲ့သူဟာအမေစုအစိုးရတက်တဲ့အချိန်ခါမျိုးမှာခင်ဗျားတို့ကြွတို့တီးပြီးသား ပြည်ထောင်စုဝန်ကြီးဌာနကာကွယ်ရေးဝန်ကြီးဌာနเนาะနယ်စပ်ရေးရဝန်ကြီးဌာနဒီလိုလက်နက်ကင်ဆောင်ထားတဲ့ဝန်ကြီးဌာနတွေကသူတို့တက်မတော့စစ်အာဏာရှင်လူစုရဲ့လက်အောက်မှာရှိတဲ့အတွက်ဒီနေရာကိုသူတို့ကအမေစုတက်တဲ့အချိန်မျိုးမှာကောင်းကောင်းလေးဂျင်းထည့်ပြီးတော့ကျွန်တော်တို့ထင်းအောင်ထင်ပါဖြစ်အောင်ဂျင်းစွာအရေးခင်းကိုအမေစုပြည်သူဆိုရကလုတ်တယောင်ယောင်နဲ့ဖန်ပြီးခဲ့တဲ့အရာတွေကြောင့်အမေစုဟာလည်းအော်ငါနိုင်ငံသားပဲဆိုတဲ့အရာနဲ့ ICC မှာတွားပြီးတော့ အမှန်ပြောမယ်ဆိုတော့ဓာခုတ်ရလက်ဝင်ရှိုးတဲ့ပုံစံမျိုးနဲ့တရားရင်ဆိုင်ပေးလိုက်တယ်အဲ့တော့အဲ့ဒီအခုဒါခင်ဗျားတို့ပြောလို့သိတဲ့အချိန်မှာမကြသေးခင်အချိန်ကပဲကျွန်တော် ICC ကအာဂျင်နာတရားရုံးကနေဖန်ဝရမီထုတ်တဲ့ခါမှာဘလူးပါပါလာတော့တမရဟောင်းဦးထင်ကျော်ပါအမေစုနဲ့အပေါင်းဝင်ကျွန်တော်တို့ဒီစစ်ဘုတ်ချုပ် ဒီပါအကုန်လုံးရောပြီးပါလာတဲ့အဖြစ်မျိုးကဒါခင်ဗျားတို့ကြိုးလို့အားလုံးတည်တဲ့အနေထားပဲအဲ့တော့2020ရုပ်ောက်ပွဲကိုမျှော်လင့်ချက်ထားခဲ့တဲ့ကျန်းဖို့နဲ့စစ်တာ2020မှာ NLD ကိုထပ်ပြီးတော့ခွက်ခွက်လန်းအောင်ရှုံးတဲ့အခါမှာတော့လုံးဝစောက်တီရမရဖြစ်ပြီးတော့အစွန်းရောက်ဝီရသူဒါခင်ဗျားတို့တည်တယ်ဦးဇူးကဝင်းခိုင်ဦးကိုငါရဲဘော်လို့အတိအမှတ်ဖြုတ်ခဲ့တဲ့ခင်ဗျားတို့ကြိုးတို့ငငယ်တုန်းက ဒီသူ့ရဲ့တရားတော်တွေကိုနားထောင်ပြီးတော့တကယ်အစ်စ်တွေအမှန်တရားဆိုပြီးတော့ဘုရားသားတော်ခါတဲ့ခေါ်တဲ့တရားတွေဆိုပြီးကျွန်တော်တို့နားထောင်ခဲ့တဲ့ဂူဂူပေါ့ဗျာတီတကူဘုန်းကြီးကနောက်ကန်အင်အားနဲ့မင်းအောင်နောက်ကန်အင်အားနောက်တစ်ခုရှိသေးတယ်နောက်တစ်ယောက်ရှိသေးတယ်နောက်တစ်ပါးရှိသေးတာပေါ့နော်ဘလို့သာဝစီပိတ်ဆရာတော်ဒီလိုမျိုးကိုတုံးပြီးတော့မင်းအောင်လိုင်ဟာအာနာတိန်ရတယ်ဒါပေမဲ့သူ့မှာလည်းစက်တက်အင်အားနဲ့သူလွတ်ချင်တဲ့အရာတစ်ခုကိုမရမနေလုတ်သွားတဲ့အရာတွေလည်းကျွန်တော်ပြည်သူတွေအားလုံးသိတယ်ဒီမသူတော်ဘုန်းကြီးတွေအားကိုနဲ့အာနာတိန်ရတော့မဘာသာအစွန်းရောက်တွေ့ရာ နေရာဆုံးမှာပို့ပြီးတော့များခဲ့တယ်အခုဒါခင်ဗျားတို့ကျွန်တော်သိတဲ့အတိုင်းပဲဒီ27တော်လိုင်းရေးကာလာတွေမှာပောက်ကိုတော်လို့ဘုံကြီးအမိခံအစွန်းရောက်တွေအများကြီးပေါ်ထွက်လာခဲ့တယ်အဲ့တော့ဗုဒ္ဓဘာသာအမိခံပြီးတန်ဃာလို့ခေါ်ထိုက်တဲ့ဘုံကြီးတွေဟာသာဗုဒ္ဓသာသနာတော်နဲ့မအပ်ဆက်တဲ့စစ်တန်းတွေတက်တဲ့ဆက်လက်ငတ်တွေကိုကင်ဆွဲပြီးလောက်တာစနစ်ဆိုးပြားရုပ်တစ်ခုကိုတမိုင်းတွင်စေခဲ့တယ်ဆိုတာလေကျွန်တော်တို့မြန်မာစကားပြောတဲ့မြန်မာနိုင်ငံသားတွေအားလုံးသိဖို့လိုတယ်ဒါကြောင့်ကျွန်တော်တို့ အာနာရှင်စနစ်အောက်ကဘာသာရေးဆိုတဲ့အရာပေါ်မှာကျွန်တော်တို့ကိုဘယ်လိုမျိုးဝါဒမိုင်းတွေတိုက်ခဲ့လဲဘယ်လိုမျိုးစိတ်နူးညံ့အောင်ထားပြီးပြီးတော့အမျိုးဘာသာသာသနာစောက်ရှောက်ရေးဆိုတဲ့အဖွဲ့အစည်းတွေကကျွန်တော်တို့အမျိုးဘာသာသာသနာကိုပဲစောက်ရှောက်တဲ့တရားရောင်းဒီလိုမျိုးတွေကျွန်တော်တိတိလောက်ကတော့ဗျာမြန်မာနိုင်ငံအတွင်းမှာဟိုစစ်သားနိုင်တိုင်းပြည်ရန်သွေကိုကာကွယ်ဖို့ဆိုတဲ့အရာဂုံတူကိုယူထားသလိုပဲသာသနာတော်ကြီးမပြတ်စည်းအောင်ဒီသင်္ကန်းကိုခြုံပြီးတော့ စကစရဲ့အလိုကျလုံနေတဲ့ဖုန်ကြီးတွေဟာကျွန်တော်တို့တမိုင်းတည်ရခံနေလို့တော့ပြောတော့မရဘူးဆိုပေမဲ့ပြောရမယ်အစဉ်အနေထားရောက်တော့အောင်ကိုကျွန်တော်တို့အာနာရှင်တို့ကလက်ကင်တုတ်ပြကျင်းသုံးပြီးဘာသာရေးကိုမိုက်တိုက်ခဲ့တယ်ဆိုတာကိုသိစေရင်လည်းဒါကြောင့်မို့လို့ကျွန်တော်တို့ဒီနေ့ အဲကျွန်တော် YouTube channel ရကနေကျွန်တော်ပြောပြနေတဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ရတော့ကျွန်တော်မြန်မာစကားပြောတဲ့မြန်မာနိုင်ငံသားတွေအားလုံးမိမိအတွေ့အသည့်ဉာဏ်တွေကိုပွင့်လင်းစွာထားပြီးတော့လက်ရှိဖြစ်ပျက်နေတဲ့ပဂရီတရားတော်မှာပဂရီတရားအပေါ်မှာသုံးသပ်နိုင်ကြပါသည်လို့ပြောကြရင်ကျွန်တော်ဒီတော့ပဲဒီနေ့တော့ပြောပါမယ်နော်ဟုတ်ကဲ့အားလုံးကောင်းသောနေ့ပါဗျာ